ျမတို့ခုဒီကနေ့မှာကျမတို့ရဲ့တွတ်တော်ကိုယ်စားလှယ်များအရေးချင်းပင်တည်းအတွက်ဒီလိုစီစဉ်နေလုပ်နိုင်တဲ့အတွက်အတ္တမဝိသပါပါအားလုံးဝိုင်းဝန်းပြီးတော့လုပ်ပေးတဲ့ပုံကိုယ်ရင်းလေးကျေးဇူးတင်ပါတယ်အခုဥက္ကရာယနှုတ်ပြောတဲ့အထက်မှာဆိုလို့ရှိရင်လွတ်တော်ရဲ့အဓိကတာဝန်ကြီး၃ရအကြောင်းကိုမကြားသောက်ကြပါဘူးဒီတာဝန်ကြီး၃ရဆိုတာတော့ဥပဒေပြုရေးအဲဆောင်ကြီးအကဲခကိုကဲရေး နဲ့ကိုယ်စလေညာရဲ့ကိုယ်စလေအဖြစ်နဲ့ကောင်းမဆန်းဆန်းဆန်းဆောင်ရဲ့ဖြစ်လာတယ်။အခုဒီစီစဉ်မှာဆိုလို့ရှိရင်ကိုယ်စလေညာရဲ့တော်ဝင်တရားများကိုယ်စလေညာထိမ့်သိမ့်အပ်တဲ့အကျင့်ဝတရားများကိုယ်စလေညာအနေနဲ့လိုက်နာအပ်တဲ့စိနေစိကံနဲ့ရင်ဆိုင်ရမယ်စိတ်ခုံမှုများအကြောင်းအများကြီးပါလာလိမ့်မယ်။ဒီလိုသင်ယူခြင်းအဖြစ် ကျမတို့ကိုယ်စားလှယ်များဟာတကယ်ကိုပြည်သူလူထုရဲ့အကျိုးကိုထမ်းဆောင်နိုင်တဲ့ပုံပုံများဖြစ်ရေးအတွက်ကျမတို့ရည်မှန်းခြင်းပဲဖြစ်ပါတယ်။ဥပဒေပြုရေးစောင့်ကြည့်ကိုကဲလေးလာရေးဆိုတာရေးကြည့်ပါလား။ဒါနဲ့ဒီအားလုံးအောက်မှာရှိနေတဲ့အားလုံးကိုဖေးမထားတဲ့အဓိကတောင်းရင်းရတော့ကိုစားပြုရေးပဲဖြစ်ပါတယ်။ကျမတို့ကိုယ်စားလှယ်ဒီအားလုံးဟာ ကိုယ်စလဲလေးဆိုတာမေ့လို့မဖြစ်ပါဘူး။ပြည်သူကိုကိုစားပြီးပြီးတော့တက်နေတာ။ကိုယ့်ကိုယ်ကိုကိုစားပြီးပြီးတော့တက်နေတာဟုတ်ပါဘူး။အဲ့ဒါမှာကိုယ်စလဲများအားလုံးဆက်ဆက်ရဲ့အနေလုံးသွင်းထားလို့လိုရတယ်။ကျမတို့ကျွတ်တော်ဆိုတာကိုယ်စလဲတူးချင်းတူးချင်းကိုယ့်အတွက်အသုံးချဖို့စဉ်းစားနေတာဟုတ်ပါဘူး။ရာဓုနေရာရဖို့အတွက် ခုတုံးလေကလေးလည်းမဟုတ်ပါဘူး။သဘောမတူညီဒေါသမတူညီတဲ့ပုံကုန်များအကြောင်းမှာနှမလုံးကိုကြိုးဝင်လည်းမဟုတ်ပါဘူး။ကြိုးဝင်လည်းမဟုတ်ပါဘူး။ဒီနေရာမှာကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့နိုင်ငံနဲ့ပြည်သူအကျိုးကိုအတတ်နိုင်ဆုံးထမ်းဆောင်ရမယ့်နေရာဖြစ်ပါလိမ့်မယ်။ပြည်သူတွေရဲ့ပုံစံလေးဆိုတာပြည်သူမျက်နှာအဓိကကြည့်ရမယ်။ကိုယ့်ရဲ့အစုအဖွဲ့မျက်နှာတော့ အတိအကျကြည့်အောင်ဟုတ်ပါဘူး။ဒါကြောင့်မလို့အရင်ပထမအဦးဆုံးလွတ်တော်ကနေပြီးတော့ချမ်းသာသွားတယ်ကောင်းတဲ့အစီအမံဖြစ်တဲ့ပါတီဆွဲပုဂ္ဂိုလ်ဆွဲခိုင်ကနာဆွဲပုံဝဲတဲ့ဘာသာအယူအယူဝါဒလူမျိုးဆွဲတွေမရှိပဲနဲ့နိုင်ငံအတွက်ပြည်သူအတွက်ဝိုင်းပြီးတော့ထားဆောင်တာလေထားဆောင်ကြတယ်ဆိုတာဆက်လက်ပြီးတော့ထိမ့်သိမ့်သွားမယ်အစီအမံဖြစ်ပါတယ် ကတော့တကယ်ကိုကိုစားကျွန်တော်တို့ကိုစားပြုတဲ့ပြည်သူတွေကိုလေးစားတယ်ဆိုလို့ရှိလို့ရှိရင်လွတ်တော်ကိုစားတဲ့တယောက်ကတောင်းတယ်ဘယ်လောက်လေးနဲ့လဲဆိုတော့နားလဲကြမှာဖြစ်ပါတယ်ရှေ့တန်းရောက်ဖို့ဖြစ်ပါလွတ်တော်များရဲ့မိခင်လို့တောင်းမှာတချို့ကနေတော့ postmark ပြည့်ရဲ့ဗြိတိန်နိုင်ငံကလွတ်တော်မှာဆိုလို့ရှိရင်အရှိမထိုင်တဲ့ အရေးကြီးတဲ့ပုံပေါ်လေးရှိတယ်လို့အနောက်မှာထိုင်တဲ့တာမန်ကိုယ်စားလေးတွေရှိပါတယ်။ Back benches ဆိုခေါ်တာပေါ့နော်။ Knock down မှာထိုင်တဲ့ပုံပေါ်များဒီ knock down မှာထိုင်တဲ့ကိုယ်စားလေးများဆိုတာတကယ်တော့လွတ်တော်ရဲ့ကြိုးရည်ပွဲဖြစ်ပါတယ်။ဒီလိုကိုယ်စားလေးများမှာနှစ်ပေါင်းများစွာမိမိတို့ရဲ့မဲဆန္ဒတွေကိုဆက်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 ပြီးကိုစားပြုပြီးတော့ပြည်သူတွေနဲ့လက်ပေါ်တည်နေတာကြောင့်ဘယ်လိုပြည်သူတွေရဲ့လိုအပ်ချက်ပြည်သူတွေရဲ့ဆန္ဒတွေကို များကြီးနားလည်ပြီးတော့လွတ်တော်တဲ့ပြည်သူအကြားတကယ်ကိုပေါင်းမှုတရားများတစ်ခွဲဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ဒီလိုကိုယ်စားလှယ်များကျမတို့ရဲ့လွတ်တော်မှာပေါ်ပေါက်လာလို့အများကြီးလိုအပ်ပါတယ်။ဒါဟာပါတီနဲ့လည်းမဆိုင်ပါဘူး။ပါတီတိုင်းကနေပြီးတော့တကယ်စစ်မှန်တဲ့ဒီလိုပြည်စီစနစ်မှာဆိုလို့ရှိရင်ဒီလိုလွတ်တော်ရဲ့ကြိုးရိုးတစ်ခွဲဖြစ်တဲ့ကိုယ်စားလှယ်များကိုဝေးထုတ်နိုင်ပါတယ်။ကျမတို့လည်းဒီလွတ်တော်ကနေစပြီးတော့ကျမတို့ရဲ့ နိုင်ငံရဲ့လွတ်တော်အသီးသီးမှာပြည်သူရဲ့ကြောရိုးသဖွယ်ပြည်သူအားကိုးရမယ်လွတ်တော်ကိုလည်းများပေါ်ပေါက်လာနိုင်ဖို့အတွက်အများကြီးကြိုးစားတော်မူလိုပါတယ်အခုအစီအစဉ်ဟာဒီဒီလိုကြိုးပမ်းမှုကိုအထောက်အကူပြုဖို့အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်ဒီလိုကြိုးပမ်းမှုကိုအထောက်အကူပြုဖို့ဆိုတာဟာကိုယ်စလေများရဲ့အရေးချင်းများကိုမြင့်တင်ရမယ်ကိုယ်စလေများဟာမိမိတို့ရဲ့ အရေးချင်းများကိုမြင့်တင်တဲ့နေရာမှာအားလုံးဥပေါင်းဆောင်ရွက်ပြီးတော့နိုင်ငံရဲ့အကျိုးကိုပဲကြည့်ရမယ်ဆိုတာကိုလည်းသဘောပေါက်စေချင်ပါတယ်။သဘောပေါက်မယ်လို့လည်းကျွန်မယူဆပါတယ်။ကျမတို့ရဲ့လွတ်တော်ဟာတကယ်တော့တက်တမ်းမှုပါလိမ့်မယ်။ပထမလွတ်တော်မှာတော့ဆိုလို့ရှိရင်ငါးနှစ်ဒီငါးနှစ်အတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့အချို့ပုံစံတွေလည်းအခုပြန်ပါလာပါတယ်။ဒါနဲ့ နည်းစိတ်တွေပါအများဆုံးတော့လွတ်တော်ကိုယ်စားလှယ်တစ်တည်ဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်တစ်တည်ဖို့လို့လေပို့ပြီးတော့တင်ယူဖို့လိုသလိုပို့ပြီးတော့တနည်းအားဖြင့်တင်နိုင်တဲ့အနေအထားမှာလည်းရှိပါတယ်အသက်ဆက်ဆက်ပြောရမယ်ဆိုလို့ရှိရင်စာမျက်နှာတက်စာမျက်နှာတက်ပေါ်မှာဆိုရင်မမှန်ကန်ကန်ရေးဖို့ချုပ်ဖို့ဟာစာမျက်နှာဟောင်းပေါ်မှာရေးဖို့ချုပ်ဖို့လေအများကြီးပြောပြောပြောပါတယ်ဒါကြောင့်ကျမတို့ရဲ့လွတ်တော်တဲ့ ွတ်တော်ကိုဆိုတဲ့အသိညာဟာဒီခွင့်ရေးကိုယူပြီးတော့ကောင်းမွန်တဲ့အစဉ်လာတွေချမှတ်ဖို့ကြိုးစားကြပါလို့ကျွန်အနေနဲ့တက်တွန်းချင်ပါတယ်။ပြည်သူကိုကိုစားပြုနိုင်တယ်ဆိုတဲ့ဂုဏ်ဟာတခြားဘယ်ကိုမှမမှီတူပါဘူး။ပြည်သူကိုလုံခြုံနိုင်တဲ့ခွင့်ရေးဆိုတာဟာတခြားဘယ်ခွင့်ရေးနဲ့မှမမှီတူပါဘူး။ပြည်သူရဲ့အကျိုးဆောင်နိုင်တဲ့ ဆိုတာတကယ်နိုင်ငံရဲ့တာကောင်းတမိကောင်းတွေဖြစ်မှာဒါကြောင့်ကျမတို့ရဲ့ပြည်တော်ကိုယ်စားလှယ်များဟာအခုအစီအစဉ်မှာပါတဲ့ဆရာများပါဝင်တဲ့ဆရာများရှိတာတည်ယူလို့ဆရာများဆိုရတဲ့တကယ်တော့တခြားနိုင်ငံရဲ့ကိုယ်စားလှယ်ပြည်တော်ကိုယ်စားလှယ်အများကြီးဖြစ်မှာဒီဆရာတွေရဲ့အတွေ့အကြုံဆရာဆရာမတွေပေါ့နော်ဆရာမတွေလည်းကျွန်တော်များပါတယ်ဒီအတွေ့အကြုံတွေကို တင်းတင်းချာချာလေ့လာပြီးတော့ကျမတို့ဟာငယ်ရွယ်လေးလွတ်တော်တစ်ခုဖြစ်တော်ညာလေးနောက်တစ်ချိန်တစ်ခါမှာအင်မတန်မှရင့်ကျက်ပြီးတော့တကယ်ကိုကပားနေပြီးတော့လေးစားရမယ်လွတ်တော်ဖြစ်လာဖို့အတွက်ဝိုင်းဝန်းပြီးတော့ကြိုးစားကြပါလို့ကျမအနေနဲ့တက်တွင်းနေဒီလုံးချုပ်အားလုံးကိုကျေးဇူးပါ